ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမှာကတော့လူမဲပန်နဲ့ပန်းဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါ နားဆင်အားပေးကြပါဦးခင်ဗျာ1950ပြည့်နှစ်နှွေရာသီသို့မဟုတ်တောကြောင်တို့လက်ကမောင်းခက်ချိန်ပြည်တွင်းတောင်းကျမ်းမှုကာလကွေတန်းရှည်ရွာသည်လေ အကျန်းဖက်တောင်းချက်မှုမိရှံကြဝဲကြီးလက်ဆန်းစားဖြစ်နေရကြ၏ငကြီးထောင်တလွယ်ကိုကြောမှတိုင်းလွေထားတဲ့တောင်းကြီးအုံကုံရောင်မြင်းကိုကြာဖို့ဖြင့်တွှန်းွှန်းနဲ့ရိုက်ပြီးရွာလေလမ်းမတိုင်းအပြင်းနေလာခဲ့တယ်တဖြောင်းဖြောင်းနဲ့မြင်းဟိန်တန်စူညံနေတဲ့မြင်းခွတန်ကမုန်တန်းထန်နေရသူရှင်ပြုတ်အလူပွဲကျင်းပရာမန်တက်ရှိအရောက်မှာမြင်းဆက်ကြိုးကိုတုန်ကနေဆွဲပစ်လိုက်တယ်ထိတ်လန့်ပွဲကျဲလောင်းတော့ ဟီးတန်ကြီးဖြင့်မြင်းကြီးမှပတဲရက်လို့သွားတယ်အလူပွဲမှပျော်ရွှင်ရင်မောနေကြတဲ့လူတန်သူတန်များမှရုတ်တရက်ပင်ငြိမ်ချလို့သွားတယ်အားလုံးရဲ့မျက်လုံးများကမြင်းကြီးဘော်ကတောင်းကြည့်တန်းသူဒုက္ခမြင်းပေါ်မှာခုန်ဆင်းလိုက်တယ်မန်းတက်ဝဲမှာဝလုံးတန်ကိုမြင်းကိုကြည့်ပြီးတော့မန်းတက်တဲကိုဝင့်နေတောင်းချမ်းသူအဖွဲတစ်ခုရဲ့စက်ကြီးတော်ဝင်ခံတောင်းကြည့်ဖျော်ပကျဲစပင်းတချို့မျက်နှာပေါ်မှာဖုံးအုပ်လို့ထားတော်လဲ ခက်ထန်ရင်ဆိုင်မှုချင်းကအထင်းသာ အပေါ်ပန်းမှပလာချင်းပြီးတော့ရှံပေါင်းမီကိုလျှော့ရဲစွာပဲဝစ်လို့ထားပါတယ်တရှိကူကြောမှတိုက်ထားပြီးတော့မြင်းကြဖို့ကိုကင်ထားတဲ့သူ့ရဲ့ပုံမှာအများရှိအမျက်၌မကောင်းဆိုးဝါးတကောင်းပင် မြင်းခွတန်ကြပြီးတော့အလူရှင်နဲ့ရွာသားအလုံးမှာရင်တမမဆိုးတထိတ်တယ်အလူရှင်ဇနီးမောင်နိုင်တဲ့တောင်းကြည့်တို့ရဲ့ရန်ကျွေးဇလန်းတပုတ်ကိုတရွာလုံးကတေးကြမီမဟုတ်ပါလား လုံခဲတဲ့၅နှစ်ကျော်တိတ်ခလူရန်ကားတောင်းကြည့်တယောက်မှာလင်းရှိမိမဲ့ကျော်မိစန်းတီကိုမှတန်တန်ဆဆွဲဖြစ်ခဲ့ပါတယ်။ဒေးကြီးတကိုးဖြစ်မရမ်းစရာနောက်ကိုလိုက်ပြီးတော့မိစန်းတီအလိုမတူပဲဆွဲခေါ်တယ်။ရဇဝတ်တရားသူကြီးကရဇတကြီးပုံမှားရကျိန်တန်ဆဲချက်နဲ့ထောင်၆လောက်ကိုအပြစ်ပေးခဲ့တယ်။သူကနာကျင်စွာပဲကျိန်ဝါလို့သွားခဲ့ပါတယ်။သူ့ရဲ့ချမ်းကြောင့်မိစန်းတီတို့လင်းမရမှာ။ တရှိတကြွေးတို့ပြောင်းရွှေ့လို့သွားကြတယ်။တောင်းကြီးမှာထောင်ထဲမှာအတိတရားရဖို့မစင်စာ။ဒူးစရအတတ်ပညာများကိုစ조사တင်ယူရင်ထောင်ခလွတ်တာနဲ့ထောင်ထွက်လူမကြီးအဖြစ်ခံယူလိုက်ပါတယ်။ရက်ဆက်ကြမ်းကြုတ်တဲ့ရန်ဆန်းခတ်ထန်တဲ့သူ့ရဲ့တလေစရအကြောင်းပြန်ပန်းမရှိအမိုက်တရဘူးကိုစောင်းခဲ့ပါတယ်။စက်ကြီးတောင်ဝန်ခံဖြစ်တဲ့အခါမှာပြောဖွယ်ရာမရှိတော့ရုံမှာပတ်စပ်မှုအပေါင်းတို့ဖြင့်မက်ခုံဝင့်နေတော့တယ်။ မိစန်းတီတို့လေးများမှာတောင်းကြည့်ရဲ့တရင်ကိုကြတော့ရွာကူတခါတရံမှသာလာတတ်သည်ဟုတဲ့တရင်ကြောင့်လည်းကောနှစ်အတန်ကြာမြင့်ခဲ့ပြီးဖြစ်၍လက်ကောင်စိတ်ပြေလောက်ပြီးလို့ရွှွှော့ပေါ်ပေါ်နဲ့တွေးမိကမိဘများရှိရာရွာကူပြန်လာပြီးတာကလေးကိုရှင်ပြုတ်ပေးခြင်းပဲဖြစ်တယ်ကြိတ်ပြီးတော့ဝမ်းသာသူကတောင်းကြည့်ရန်ကျွေးကိုလှလှပပကြည့်လက်စားချေခါဆက်ရတော့မည်ယခုတော့အလူအကျိုးနေမှာပဲသူရောက်လာပြီ မဟုတ်ပါလား သူကမန်းတက်တဲ့သူဒေါသမီးချန်တို့လောင်မြိုက်နေတဲ့ခနာဘုံဖြင့်ဝင်သွားတယ်။မိစန်းစီထွက်ခဲ့စမ်းမိစန်းစီနင်းတို့ထောင်ထဲပိုးခဲ့တဲ့တောင်းကြီးလေငါကိုနောက်ထပ်တစ်ချိန်ထောင်ထဲကိုကြောင်းလို့ထွက်ခဲ့ပါဦးထွက်ခဲ့စမ်းပါငရဲပုတ်တေလာအချိန်ချင်းအော်ဟစ်လို့နေပါတယ်အဓိကအကြောင်းကိုမေးလိုက်ပါငါတူရဲ့မိစန်းတီရဲ့ဖားခင်မှာထွက်လာပြီးတော့ဖြောင်းပြတယ်ဘာဗျာ သူကဒေါသတကြီးပြေးသွားတယ်။အဖိုးအိုရဲ့ရင်ဘတ်ကိုစောင့်ဆွဲလိုက်တယ်။လွင့်စင်လဲကျသွားတဲ့အဖိုးအိုကို လူတယောက်ကဝင်ပြီးတော့ဖေးမှထုတယ်။ရွာရဲ့ခန်းဘက်ကလေးမြည်အီသူကမြည်အီကိုစင်စင်ကြီးကြည့်ပါတယ်။ထို့နောက်မှာတော့တားဟားနဲ့ရင်မော်ပြီးမြင်းကြပုတ်ကိုအာကုန်တွဲပြီးတော့အဆက်မပြတ်ရိုက်တယ်။မြည်အီခမရမှာမြေကြီးပေါ်မှာပဲလူလိန်ရဲ့နောက်ဆုံး၌မိမျောလို့သွားရှာခဲ့ပါတယ်။ ထိုခါမှအရိုက်ကိုရက်ပြီးတော့မန်းတက်တက်ခထွက်တယ်။ရက်နေတဲ့မြင်းပေါ်လွှခင်တဲ့အခုံတက်ပြီးတော့ကြာဖို့ပြေရွှန်းခင်တဲ့ရိုက်ပါတယ်။ခြိထားတဲ့ကျိုးကိုမပြိဖဲနဲ့မြင်းလက်အခုံ၌မန်းတက်မှာရန်ထိုးလို့သွားတယ်။ဟာခင်နဲ့အာမေဒိဋ္ဌန်နဲ့တူအားလုံးမှာထိတ်လန့်လို့သွားကြတယ်။သူကမြင်းကိုကြာဖို့ပြေအစမပြေရိုက်ပါတယ်။မြင်းမကစုံပေါက်ရုံးကင်နိုင်မန်းတက်တစ်ခုလုံးမှရင်းထိုးလာပြီ။ မကြခင်မှာပြန်ဝလုံးတိုင်ဖြောင်းခနဲကျိုးသွားပြီးတော့ဝါတမ်းမြအမိုးသက်ခေမြဖျူဖျက်လင်းစွင်ပြူကြလို့သွားပါတယ်ရှင်ပြုအလူပွဲကိုတောင်းချီမှာဖြက်စည်းလိုက်ပြီးမြေပေါ်မှာပဲပြူလဲပြက်စည်းနေတဲ့မန်းတကူကြည့်ပြီးတော့သူကမကောင်းဆိုးဝါးတစ်ခေါင်ပေါ်မှာတဟားနဲ့ရင်မောလေးချက်ရှိပါတယ်နှွေဦးတည်းအလီလီပြောင်းခဲ့ပါပြီခစ်တေကလည်းတခိပီးတခေသို့ပါတော့လေတောင်းချီရဲ့မရိုင်းမှုကတော့မပြောင်းလေ တောင်းချမ်းမှုကာလကလူသက်တယ်ဓမြားတိုက်တယ်မကောင်းမှုမှန်သည်မတခုမကြံလောက်ပါတယ်အလင်းဝင်လာပြီးတော့လေညင်ကိုမပြောင်းဇရိုက်ကိုမစွန့်ဓမြားတိုက်မြဲလူသက်မြဲမကောင်းမှုကိုလုံမြဲပဲအရှောင်တိန်ပညာတိတဖက်ကန်းခတ်နေပြီးတော့ဖမ်းဆီးလိုက်တိုင်းမှာစုံတော့မရမှုဖြင့်ပိတ်သိမ်းလိုက်ရတဲ့အမှုများတရားရုံးမှတရားရှင်တရားသေးဖြင့်လွတ်ပေးလိုက်ရတဲ့အမှုများသာဖြစ်ပါတယ် ူရဲ့ရဲဆက်မှုမှာကောက်ကျစ်ရုံမှမှုကြောင့်လေအမှုများ၌တက်သည်မရှိခဲ့ရတယ်1980ရှိခုနှစ်မှာဖြစ်ပွားခဲ့တဲ့လူသက်ဓများမှုတစ်ခုမှာစကမ်းမှုဥသေးမောင်ရဲ့ရဲဆန်းတတိနဲ့လုံလဝရိယရှိတာကြောင့်ခြေထောက်မှာတနက်ဒင်းကြဖြင့်အရှင်ဖန်းစီမိပါတယ်သူရဲ့ဓမြဂန်းကြီးမှလည်းပြုတ်ခွဲလို့သွားတယ်သူ့လိုလူရုံမှတူအုပ်ကို အသေးပြစ်မဖမ်းတဲ့အတွက်ပဲစကမ်းမှုဥသေးမောင်ဟာ ခင်မင်သူကအပြစ်ပြောခဲ့ကြတယ်။တောင်းကြည့်ချက်ကံကလည်းမစိုးပြင်းမှုဆန်ရှားဥပဒေပုံမှရာထောင်ခုနှစ်နှစ်ကြာတော်လဲလူငင်းချမ်းသာခွဲအမတ်နဲ့80ဖြင့်ဒုဗ္ဗတော်လဲစကမ်းမှုဥသေးမောက်ကလေးလေးယူမရှုထားတော့လူစိုးအညော့မာတိက စာချုပ်များရေးဖွင့်ခြင်းရဇဝိလူစိုးဖိုင်များဖွင့်ခြင်းဓာတ်ပုံမှန်တိုင်းတို့စောင့်ရွက်ကမျက်ရှင်မပြတ်စောင့်ကြည့်ပါတယ်လူကောင်းသူကောင်းဖြစ်လာဖို့ပညာပေးဆုံးပါတယ် ဦးထေမောင်ရဲ့အကြောင်းကိုသိသူမို့ဂလန်ကဆန်တော့မလုပ်ရဲ့အပြုံးနဲ့ပဲလက်ခံနာယူပါတယ်1980ခုမှာဦးဟန်အေးဦးထေမောင်ကရှာတူးတဲ့ရောက်ချီကျန်းတော်တွားတယ်တနတ်ပြမုံကြောင့်ရဲစခန်းမှုဖြစ်အမှုရှိုင်းအရာသူဖြစ်ခဲ့မှုသူရဲ့တမန်တမန်ရောက်လို့လာခဲ့ပါတယ်မျက်နှာမလိုက်တမှုစိတ်ကြိုက်မှလည်းအကျဉ်းသားများဝဲမှုကြိုးတဲ့ကာကွယ်ချက်အတွက်တနာကျင်တာလည်းဖြစ်ပါဦးအိုချုပ်ဒီဆိုလူမိုက်ကိုအလုံးကိုပြေဆုံးဆုံးပါတယ် ပညာပေးဖို့ကြီးမန်းဖြင့်စောင့်ကြည့်ပါလာတဲ့လူသစ်တွေကိုတောင်းကြည့်အတွက်ကလူသစ်ပါကစောင့်ကြည့်ဖြစ်တယ်လို့အရာမထင်ပါစုဘူးဆိုတည်ပါအီဂျာထဲမှာသူ့ရဲ့ချင်းကြလိုက်ကြဟုနာမည်အစ်ကမကင်ဖြစ်ဖွယ်ကြသုံးလုံးတော်ပါပါတယ်လူချက်မှုတချို့ကိုပေါ်လာတတ်ပါတယ်အတီတကြီးမှမြကန်းပြီးတော့သစေမကြောက်မီအမေစုဘူးကိုပေးမရှောင်ကွေတဲ့သူကျော်တင်ဖြစ်ပွားစုဘူးလို့နာမည်သူချင်းပဲဖြစ်ပါလေတချို့လုံးမှာစုဘူးကထောင်စည်းကန်းကိုတင်ကြားချက်လူသစ်တွေကိုခေါ်သွားတယ် ထိတ်ခွဲမှုတော့ခေါ်မသွားမိခဲ့ပါတယ်။တန်ရှင်းရေးပါရာမြင့်တဲ့ခန်းကိုအမအကွေတန်းရှိရသားစစ်စစ်ဖြစ်တယ်။မျက်နှာခိုက်ထားပါတယ်။လူမမဲအရွယ်ကလေးကမိဘနဲ့ပါခွဲလုံးစည်းကမ်းခဲ့ပါတယ်။အရှိဖြောတော့ထားပြီးဘဝတရားလုံးချေစေလို့ရမလို့တော့ဘူး။မျက်နှာငယ်များ၏ထိုနေ့ကကျွန်တော်နဲ့ထိတ်ခွဲပေးတာယူကြည့်တာပြီးတော့တွေးရှားတဲ့နေ့ပဲဖြစ်ပါတယ်။အမေတော့ထိတ်ခွဲတယ်။မြန်လေးမမင်းသားပဲဖြစ်ပါတယ်။သူ့ကောင်ပမာဘူတာပလက်ဖောင်းမင်းသားပဲတူးမှအနောက်ကလမနဲ့ပလက်ဖောင်းမင်းသားမြူတမုံစာမြောက်ကြောင်တို့ရဲ့အနောက်အချက်ပဲဖြစ်တယ်။ ပလက်ဖောင်းမင်းသားတရားမှုဆိုတာဘာလဲပြာလို့ရှင်နာမည်အရင်မေရှားလာမလားအိဗရာဟင်လို့ဖြစ်တော်လဲအပြည့်ကင်းတဲ့ကိုမြတ်ဘဝကြောင်းတွင်ယူသားအားတန်းစင်းရင်ကိုမြတ်၏ယထာဘောကကြောင်းတို့ရှင်တလက်မခံဟတ်တဲ့ကျော်တော်မှာတနာစပွဲထိတ်ခွဲဖြစ်လာရခြင်းဖြစ်ချာသူပလက်ဖောင်းမှာဈေးကြောင်းရင်ထိုးတူတော်အကြောင်းချများကြောင်းသူ့ကိုတစွာလုံးတာလုံးပြီးတယ်ကျင့်တော်လူရလိုက်ဖို့ပြေးချခင်ကြတယ်ကြည်ပြင်းလာခဲ့တယ်ဒါကြောင့်မလို့လူသက်မှုနဲ့ပတ်သက်ပြီးဝေရခဲ့တယ် ငွေရှာနီးပေါင်းစုံကိုတက်စီမကောင်းဖြစ်နေခြင်းပင်ဖြစ်ဒီလိုနဲ့ပဲသူသည်ဈေးတဲ့လူကြားဒီမှာလူသက်မှုလေးတော့ရှင်အလေးတော့အသက်ခံရသူမှာတဲခုခံချို့မဟုတ်ပါလူခေါ်လူသက်သမားကိုလောက်ကြတယ်ကိုမြားရဲ့ဆက်မတက်လိုက်သူကတောင်းကြည့်မတူလမ်းချင်းတာတူပေါင်းများစွာလူမိုက်တဲ့တော့မဆောင်ခါပဝဲကုန်ဝေးခဲ့တဲ့တောင်းကြည့်ကွေးပြားလူသွားပြီးတော့တိပွဲဝင်းကြည့်ပြီးထိတ်ခွဲကလိုင်းစုံတယ်လူသက်မှုရဲ့ကိုမြားအေးမှာချော့ဖြစ်တယ်အချုံးချထောင်းကြမှာတဲကသူ့ကိုစီးတဲ့ဒုက္ခရောက်တည်တယ်အနည်းအထန်ကျဉ်းချံဦးဆက်ယောဂနဲ့စိတ်ချင်းရဲမှပြယောဂကို ိတ်မကောင်းဖြစ်နေကြသလားဒီတကောက်ထိတ်ပွဲဝင်လာတဲ့တနာမဲ့သူမရှိတားပေါ်ကျင်နာမဲ့သူနေတီဘူတာနဲ့တနာကျင်နာရှင်နဲ့ခကြီးတည်းရဲ့လက်ဆွဲမရဆွဲချူးတဲ့မှာမထဲမိကြမိရထားရင်းနေဆိုချက်ကအပူပေါင်းပြင်းဆောင်စံကြီးကွဲဝမ်းနေစရာမိမဲရှိသူတွေခေါ်စစ်ကြုံတွေ့စီသူထိတ်ကွဲလဲရှိသူဝမ်းနေခြင်းကြောင့်ထိတ်ကွဲလာတဲ့မိကြီးတို့ဖြစ်ဂျန်လူတွေမှာစစ်စရာရန်ဆန်းစွာတန်ပေါ်ပါတယ်ခြေဆေးတဲ့သူမဟုတ်ပါဘူးထိတ်ကွဲရဲ့ကျက်မှာစကမ်းမှုကြီးတမျိုးကောင်းချီတယောက်ကတော့လက်ဆက်သိမ့်သွားပြီဗျမိကျင်တော့လေဘဲတော့မှာ ပဆောင်ကြီးတစ်ပတ်ကိုဖောင်းလို့ကိုညာစစ်တောင်နဲ့ပဲဖွင့်ပြောတယ်။ရွာလူကြီးကဦးစောပေါ့ဆာကထုတ်ပေးတယ်။ဦးစိန်ကျန်ကိုတွေ့တာနဲ့အချို့ကတော့တုတ်ကွန်းဆက်လိုက်ပါတယ်။ထောင်းစရိတ်ရုံးစရိတ်ဦးစောပေါ့ဆာထားတာဦးစိန်ကျန်စိတ်ထဲမှာထေကွဲကျင်ကိုချက်ခါတီးဖြစ်လို့သွားခဲ့တယ်။ဒါကြောင့်မလို့အရှင်စစ်လိုက်ခြင်းပဲဖြစ်တယ်။လူသက်မှုများလားလို့သူမလုပ်လေသိရင်ပြောတယ်။ဆက်ပြီးတော့အသားတော် လုံးဝကိုသူ့ထိန်မိုက်တဲ့လူမိုက်နဲ့ထေကွဲနဲ့ဆက်ပြီးတော့နှစ်ချောင်းစလုံးတွေနဲ့ ချက်ချင်းပဲဦးစောပေါက်ဆက်ကနေရာတချို့ကိုကလည်းမြန်မာတမ်းမိဘလို့ဖြစ်တာလဲတကြီးရဲ့လို့မေးလိုက်ပါရဲအက်တီမောက်ကူလုတ်တယ်နဲ့တောင်းချီတော့နေလေကတီးသွားပြီအလောင်းလေးတစ်ခါလေးတီးလာတရားသူကြီးကပဲတက်တဲ့လူကလည်းကျွန်တော်ခေါ်လာခဲ့ပို့တယ်ထေခွဲကဦးကြီးကတော့တာဝန်ပေါ်သွားပြီထောင်ဝင်စားရှိတိုင်းမှာခက်လန့်ပြောပြီးတော့ဦးစောပေါက်ဆက်လာတွေ့ချင်းပဲဖြစ်ပါပြင်ကိုထွက်ပြီးကွန်တက်တွေးကိုထွေးပါပြင်ချုံးနေတဲ့မဲတူတဲ့ခါမှာကလမဦးတယောက်ကိုခေါ်ပြီးတော့ပြောင်းရယ်လက်တွေက ကျိုးကျိုးအိတ်ကိုတဲတဲ့သူကသမင်းထုတ်တတော်စခတ်မှုကြီးထိုသမင်းထုတ်တဲ့ကအမေရဲ့မြတ်တာစေတနာများကျွန်တော်ခန်းစားရွှေရှိရှိချင်းထဲမှာထူးထူးခြားခြားတဲ့သောဖြစ်လို့သွားခဲ့ပါလူစိုးကလေးဖြစ်ခဲ့ရဲ့အေးကိုသူကောင်းကောင်းသိတယ်သူကမှတော့ဒံွေလောင်းနေတော့ရွာလူကြီးများဥစောပေါင်းစားတဲ့အေးကိုရှောက်နှောင်းမှာပင်ဒီကအေးဒီလက်တို့လက်တော့ချာချာချတယ်အပန်းယူထားတဲ့ငှက်အော်ဆန်အမြဲတမ်းရှိတဲ့ပြုပြင်ရေးတင်တန်းကြောင်းတို့ရွာလူကြီးခန့်သွားနေကြပြီဖြစ်တယ်ဇက်ဖို့မူးခန့်ကြောင်းဘဝချူတီအောင်စလုံးကို ီးတဲ့အခါမှာဗကန်စီအိုတန်တနေသေးပဲပို့ပါတယ်တို့ချတဲ့တည်တင်းရှိတဲ့တကြက်ဥစောပေါင်းပေါင်းစိုးတို့လဲကူသကန်းတို့အကြောင်းကြားရှင်းမယ်ချိန်မြန်တော်ဆောက်ဆန်းတော်သွားမှာကိုမြအေးတာရာဘာဆိုင်ခင်းနေကြမှာမြအေးကိုသွားလန်းလေးပေါ်မှာသူ့ရဲ့ထိတ်ခွဲချင်စကားတို့တို့သားအေးစီးမှုကိုကျွန်တော်မမိတ်သေးရဲရှာရှိပြီးမြင်ထောက်ကဘဝကြောင့် အလုကခေါင်းနဲ့ကောင်းကြီးကလူတွေကိုတော်တော်ကြီးကိုဒုက္ခပေးခဲ့ခုနှစ်၌လူတွေကသူ့ကိုရွှေတောင်းမြို့သို့မုန်းခဲ့ပြောင်းရွှေ့နေခဲ့ရတယ်ဥပဒေကိုကြောက်တာရဲ့တချုံမော်စကန်လူမိုင်းနဲ့ပြန်ပြီး၆လလောက်နေပြီးမိုက်ချင်တာရဲ့ကြောင့်ရောင်စာရေးချဲ့ခဲ့ခဲ့ကြတယ်ပြောင်းရပြန်မှာဒီနေ့သူ့ထဲမိုက်တဲ့လူပေါ်ရောင်စာရေးကိုရောက်ခန့်ရှားလိမ့်မယ်လို့ပြောပြီးတော့ထောင်ကိုရှောက်ဆောင်စင်နေကြတယ်အခုအဲ့ဒီကိုပြင်ဆင်ရတယ်ဒါပေမဲ့တောင်းချီကိုအနိုင်ယူလိုက်တာတရားကျွန်းသူသွားရှင်းတယ်သူ့ထဲမိုက်တဲ့လူမိုင်းပုံကိုစီးကြည့်တယ်တချို့လုံးကျောင်းသူရောဆုံးအားအားဆို ရေကဲတို့ကြီးကိုမြအိပေဖြစ်တယ်ဗျာကျွန်တော်ရဲ့နားတဲ့ကျွန်တော်မသိကိုမအဲလိုကြောင်းလို့လဲကြည့်မိတယ်မင်းမြန်းစုံစမ်းတော့လေဟုတ်မှန်နေတာမို့လေယူလေတိခဆွဲနေခေါ်လာအပ်တာပါသူ့ရဲ့တန်ကိုစောပေါင်းဆက်ကနည်းနည်းအော်စွာပဲဆိုပါတယ်နည်းနည်းလောက်အတွင်းမှာမြအိကိုကလည်းတော်တော်မှန်တယ်လေပေါ့နိုင်တကယ်ကိုမှလူပြိုပေါကြီးဖြစ်ပြီးတော့ခေါင်းလေးကိုဒီကြားထဲမှာအတန်ကြီးနာနာနေလို့နေပါတယ်ဂျာခင်နဲ့ဘောင်းမိရှိနေကိုမြအိတန်ရောစီထိုက်သူမို့ချက်ချင်းပင်မတ်မိချင်းရှေ့မှာကလေးထန်တလုံးကိုညွန်ပြရင့်နေတာ ဘာဒီလုပ်တယ်မှာပြောပါတယ်။မေးမနေနဲ့ကြည့်။ကိုမြအေးမှာမထားရဲသေးလို့ပါပဲ။ဦးစောပေါ့ဆောက်ကိုမော်ဂျီပါ။ဆန်ဒီကကျွန်တော်ကိုနေချာလို့ကြီးမှာခေါင်းငိမ့်ပြမှာ။ဆွဲခေါ်လို့သွားပါ။ဂျူဂျူတီတီခောက်ကူကူလေးနဲ့အမေကြီးကိုတာတိတ်ကိုမှတတိရတာပဲ။ဦးစိန်ကြိမ်မှာပြောင်းတာတက်ဆောင်ဖြစ်ကြည့်ပြီ။သူကမုတ်ပကံလေးကိုမြအေးအတင်းထိုးပြီးနေတယ်။ဒါဟာစကန်းဆိုပေမဲ့ဘာမှမကြောက်ပါဘူး။ကျွန်တော်ကားပင်ပေးစီတူပြီးဖြစ်ကြောင်းပြောရှင်းတယ်။အမှန်တိုင်းသာပြောပြပါမယ်။အမေကြီးနဲ့လိုက်နေမလားလို့မေးပါတယ်။သူကပြုံးပြီးတော့ မြာအေးစီကဘာသမ်းမောက်ထွက်မလားကျွန်တော်ဒုက္ခကပြီးတော့မြန်တာငိုလိကျကျွန်တော်ကုသိုလ်ကြောင့်အားငယ်စိတ်ဖြစ်တော့စကားတလုံးထွက်အောင်စံကပြန်လာတာကြောင့်ပြန်မမကူမှာအားယူချာကြတာနေခဲ့ရလေဦးစောပေါ့ဆာကကျွန်တော်တို့တပည့်လောက်ပဲနေခဲ့ရတယ်အဖေကြီးပြောလေကွာဆိုတော့မှတချို့တော့ထွက်ပြေးလာတာပေါ့စကားတမ်းမြာထွက်လို့လာခဲ့ပါတယ်အတူတူထွက်ပြေးခဲ့တာကိုနားထောင်ရင်းနဲ့ကျွန်တော်တို့ကလမ်းမှာကနေကထွက်ပြေးနေတာကိစ္စကတော့မဟုတ်ဘူးလားအဖေကြီးတို့ဖြစ်နေလို့ပေါ့ အဖေကြီးဒုက္ခရောက်ပါဘဲများကိုယူချမှထွက်ပြီးခဲ့တာကိုမြအေးမှစိတ်ကြီးစွာတို့ပါတယ်အော်ဆန်လက်ပူစင်ကလေးလက်ခဲ့ချိန်မှာပြန်လဲပြီးတော့ဒီကိုချင်းနှလုံးထည့်ပြီးတော့ကျွန်တော်နဲ့တက်ချက်တင်မောင်းဆုထည့်ပါတယ်စံနီးနဲ့ထိတ်ခွေးကိုကလည်းပူမောလဲမောနေတာတော့ဒဲချင်းနေချပြီးလာခဲ့ကြတယ်တိပင်ချိန်နိုင်နားနေစင်အင်းစကိုရောက်တာတောင်းကြည့်ကရောက်လာတယ်သူတို့လက်ထိတ်ကိုဖြုတ်လိုက်ပါတယ်အရက်လဲမူးလို့သူတဖွဲသားတဖွဲသူကပဲချင်းကလေးတွေကိုဖတ်ပြီးတော့ဘဲတောင်ကိုထုတ်ယူတယ်။ဒါအေးမှရှေ့ကိုပြီးတော့ကလေးငယ်တောက်မှတ်ပါတယ်။လက်ထိတ်ရမကတရှိဖြစ် ဘဲကိုကောင်းပြတ်တဲ့မတင်တဲ့မိခင်ခိုင်တန်ရောရှင်ရှိခြင်းတို့ကြောင့်ကြောက်ကြောက်လဲလဲထိတ်ကိုဖြုတ်ချနေခြင်းဖြစ်ပါတယ်အမေတော်ချင်းမှာချင်းတစ်ချက်ကိုပြေးပြီးတော့ဘဲဒီကိုလက်လိုက်ပါတယ်ရုပ်ကုံမျိုးရဲ့လူအေးမမနေတာသူတို့ကောင်းကြီးပြေလောဖန်းစီရပါအမန်တကယ်လွတ်မြောက်သွားနိုင်ပါတောင်းကြီးကတော့သဘောကျလို့ရုပ်ကုံဟာမှာတလားပတ်လို့နေတယ်ဒလားမှာကပြန်ဖွင့်ပြီးတော့ချိမ့်ပိတ်လမ်းတိုင်းပဲစီရတယ်နောက်ထပ်တချင်းကိုမှုမရောက်ခင်လမ်းခွဲမှာဘဲဒီကိုလွတ်ပြေးပါတယ်ငါးမှန်ကန်ချင်းကခရီးနေပြီးတချင်း ငါအော်ဆန်းတို့လွတ်လိုက်ပြန်ဖမ်းလိုက်တယ်ချီချီခီးတလျှောက်မှာညာအေးမှလဲကြလို့သွားတယ်ရဘာတော့အုတ်ကြီးရှိပါတယ်ရဘာတော့တောင်းကြည့်မှပြေးလိုက်ရင်တောင်းကြည့်ဒီဘဲဒီကိုလွတ်တတ်နိုင်ဘူးချင်းတဲ့ချေခတ်စီရကလည်းလောက်လေးဘွားတလျှောက်လို့မှာပြေခတ်ခဲ့ဘွားပြန်အနှံ့ခံနိုင်ချင်းခံတင်းကြီးခံရတာထွက်ပြေးခဲ့ခြင်းနဲ့တို့ကျွန်တော်နဲ့တည့်တဲ့ဘိုးရှင်တို့မကမချက်နဲ့ဖြစ်တဲ့စိတ်မောတာဖြစ်တဲ့စိတ်ကိုတွန်းပေးလိုက်သည်မြေတာထားသူကိုမြေတာဖြင့်ညာအေးမှဟုတ်ကနေထားထိုင်ပြီးတော့ အနည်းရှိတဘိုးကိုပြန်ခေရမှာဆိုလို့တောင်းကြီးစီကိုသွားပြီးတော့ရှောင်ခေရတာတောင်းကြီးကတော့ဘာမှမကိုပြန်လာခဲ့တာပဲဘဲချင်းကိုဖွင့်နေစေကျွန်တော်တို့ပြန်ဝင်ပြီးတော့ရိုက်လိုက်တာကြီးတို့ကပြောင်းသွားပြီးတော့ဘိုးတန်ကြောင့်ကောင်းမှသွေးမြန်လို့ဆိုအမီနဲ့ပြန်နေတယ်မောင်ရဲ့လက်ကြောင်မှာပွဲချင်းပြီးပင်ဖြစ်ပါတယ်ရှီအောင်နောက်ပြည့်တွေပြောချင်းစေမီပြီးခဏကြာပါတော့ကိုကြာသွားတောင်းကြီးရဲ့အလောင်းကကျောင်းတွေကိုတင်းကျွေးပါတယ်အလောင်းကိုစစ်စေးကြုံတို့ကိုတိုက်တယ်စေးစာရဲ့နေထမင်းပင်ကျွေးပါစေလို့လိုက်ပါတယ်ကျွန်တော်ကရှင်းတော်လေလက်မှတ်ကတော့အလောင်းတော်မှာပြည့်မယ်ဆိုတော့ ဘုဒ္ဓတရားကိုအပ်ပြီးတော့ပြန်သွားလိမ့်ပြီ။စနစ်အကြောင်းကြားလို့မပြဲမီမှာများအမှုရောက်ရှိလို့နေပါ။သတ္တအောင်ကိုညီပါအောင်ထိတ်ခွဲကားတော့လူမိုက်အလောင်းကိုတော့ဒီမှာပဲကြည့်လုံလိုက်ပါဆိုပြီး။နည်းနည်းလေးပြန်တဲ့နားလို့နေတယ်။ချွာနာလိမ့်မယ်လို့ဒီကကျွန်တော်တို့ခဲ့ပါတယ်။အထက်တန်းလက်မှတ်တစ်စုံဦးစိန်ချန်ကလူသက်မှုနဲ့ပတ်သက်ပြီးထုံနေတိရစ္ဆာန်ကိုဆောင်ရွက်ပြီးနေထိုင်ရာရှိခဲ့ပါခေါ်တယ်။စန်နီတို့လည်းတောင်းကြည့်သေးဆုံးပြီးထိတ်ခွဲတော်လည်းကောင်။လူစိုးအညွတ်မှာပြန်ပြီးတော့မဆောင်ချုပ်ခဲ့ဖြစ်တော့ ရစဝင်းလူတို့နဲ့အသက်20ကျော်သိန်းချန်နဲ့အစိတ်ဝိတိုင်းတက်ဖွဲ့မှုတော့ပြီးမြို့နယ်မှုထံအစီအကျဉ်းဆိုင်ထွေလုံးနေတာလိုက်ပါတယ်ကျွန်တော်မှမမေ့တော့ထို့နောက်မှာအရင်လိုပါပဲဆက်ပြီးဖြစ်ခဲ့ပါတယ်တောင်းကြီးရဲ့တက်ဖို့ဒူးဆိုင်နေတဲ့မှာပဲလားမင်းဒီကြက်ချင်တော့ကသူတို့နဲ့စလုံးကိုတန်ရောစင်ဆွဲပြီးလူတယောက်အသက်ခံရသည်ပါသုံးမစကားကိုပြောခဲ့ရမဟုတ်ပါထို့တော့ပဲဖြစ်စေလူတန်းဖို့ကလေးတွေကြွားချင်းကလည်း အေးမြချက်စီစီချင်းတဲ့တရင်ကောင်မဟုတ်ဘူးလုံးကျုံစီချင်းတဲ့ယခုလူတဲမှုကမိသားစုပြောရှင်မှုစကားရဲနဲ့ဆန့်ကျင်ပါတာရွာနှွေးထွေးရှင်တဲ့ဝမ်းသာလို့တော့မှမဆုံးဘူးကကျွန်တော်ရဲ့ရှင်ကြောင့်ဖြစ်တဲ့တိစ္ဆာရှိရွာလူတဲမှုတွေကေမွန်ချန်ရှင်စကန်တွေတရင်လန်နီကတော့ဒီနေ့မှမမြည်တော့လဲတရင်စုတော့မဖြစ်ခဲ့ပြီဇလန်နီကိုဇလန်ကိုပြောပြတဲ့သူကျဲအုပ်စကန်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာယခုဘကုအမတ်တုံချေးစကန်ကိုမြအေးချေချင်းကိုမေ့ကြည့်ရစကြဝင်စိတ်ဆေးချမ်းတဲ့ တေဆုံးရသည်မှာအုံနောက်သွေးကြောပြက်ပြီးတေဆုံးရကြောင်းနဲ့ဦးကောင်းတရမှာတုံတော်လက်နဲ့ဖြင့်တာမန်တရဖြစ်ကြောင်းကိုစစ်စစ်ထင်မြင်ချက်ရှိတာကြောင့်လူသက်မှုမမြောက်ဖဲတာမန်နာကျင်စင်မှုသာမြောက်ပြီးတော့လာနေငယ်ကြမှာဖြင့်အချုပ်မှာလွတ်ကြောင်းအဝင်ကြစွာတရှိခဲ့ရပါတယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်လီကတော့ဒီမာတင်ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်လီကိုဆုံးထိလိုက်ပါနားဆင်ပေးတဲ့တအူးတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ